နိဗ္ဗာန်ရောက်ကြောင်းတရားကတော့တခုတည်းသောလမ်းကြောင်းကိုပဲပြတာဖြစ်တယ်။ဒုက္ခမှာအောင်မြင်ကြီးပွားဖို့ဆိုတာတော့အကြောင်းတွေမြောင်များစွာရှိတယ်။ဘုရားကဟောကြားတဲ့တရားတော်တွေထဲမှာနိဗ္ဗာန်ရောက်ကြောင်းတရားမြတ်တမကလူလောက၄၀ဘဝမှာ ောင်းမွင်ကြီးပွားစေနိုင်တဲ့အကြောင်းတရားတွေဆုံးမစကားတွေများစွာပါဝင်တယ်။ဒီမှာအကြောင်းတရားကတော့တခုတည်းသောလမ်းကြောင်းကိုပဲပြတာဖြစ်တယ်။လောကမှာအောင်မြင်ကြီးပွားဖို့ဆိုတာတော့အကြောင်းတွေများများစွာရှိတယ်။ဘုရားဟောတဲ့ဒေသနာတော်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောကြားခဲ့တာဖြစ်တော့လေ။ဒီနေ့ထိအောင်အောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားရဲ့အဆုံးအမတိတိဖြစ်စီမတိတိဖြစ်စီမြတ်စွာဘုရားဟောကြားတဲ့အတိုင်းလုပ်တဲ့ပုဂ္ဂိုလ်တွေဟာជីវတ်တုတ်တဲ့နေတယ်ဆိုတာအမှန်တမ်းအထင်ရှားတယ်ជីវတ်တုတ်တဲ့မှုရှိတဲ့ပုဂ္ဂိုလ်တွေပုံမှန်အနေထားအဖြစ်ជីវတ်တုတ်တဲ့နေတယ်ဆိုရင်တော့မြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေထိုင်တဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်ဘုရားကလည်းဝင်ဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီ မြတ်စွာဘုရားကတဘာဝတရားကိုသာဟောတာဖြစ်တယ်ပေါ့တဘာဝတရားကိုဟောတာဖြစ်တော့ကြောင့်ဘုရားကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒီတဘာဝအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်ဒီတဘာဝတရားရဲ့တုံ့ပြန်အကျိုးပြုဖို့ဖြစ်ပေါ်လာဒါတွေကဘာသာတရားနဲ့လည်းမဆိုင်ဘူးပေါ့ကိုယ်ပဲမှုတွေနဲ့မဆိုင်ဘူးယုံကြည်မှုတွေနဲ့မဆိုင်ဘူးဥပမာကလည်းဒီလိုဆိုရင် ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေဟာဆေးနဲ့အနာဂရံတူတယ်။ကောင်းမြတ်တဲ့အစာအာဟာရနဲ့အနာဂရံတူတယ်။စီရောဇာရှိပြီးလူတိုင်းတွေကျမ်းမာမှုကိုဖြစ်စေတတ်တဲ့အစာအာဟာရဟာယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေဘုရားဘာသာဝင်ဟုတ်သူဖြစ်စေမဟုတ်သူဖြစ်စေဒီစားစားရင်တော့ကျမ်းမာမှာပဲပေါ့။လူသားနဲ့သာဆိုင်တယ်ပေါ့။ထို့တူရင်မြတ်စွာဘုရား ေါ်ကြဆုံးမတဲ့အဆုံးမတွေဟာဆေးနဲ့လေလာဗရန်တူဆေးဆိုတာယောဂရှိဒီလိုယောဂမျိုးကိုကြောက်စေတဲ့ဆေးဆိုရင်ဘုဒ္ဓဝိတောက်တောက်ဒီယောဂကိုကြောက်စေမှလာဖြစ်တယ်မို့ဘုရားဟောတဲ့အဆုံးမတွေဟာလူမျိုးမရေးဘာသာမရေးကျင့်သုံးနေထိုင်မှုပုဂ္ဂိုလ်အတွက်အကျိုးပြုတာလေဘာကြောင့်ဒီလိုအကျိုးပြုနိုင်လဲလို့ဆိုရင်ဘာသာတခုကိုဥတည်ပြီးတော့ဟောကြားဆုံးမတာမဟုတ်ဘူး လူမျိုးတမျိုးဥတည်ပြီးတော့ဆုံးမဟောကြတာမဟုတ်ဘူးအလုံးလူသားတွေအတွက်အကျိုးပြုဖို့ဟောကြတာဖြစ်တော့ကြောင့်တကယ်ပဲကျင့်ကျင့်ဒီအကျင့်တရားဟာကောင်းမြတ်တဲ့လူရဲ့အရှိတွေးတွေဟောကြတာဖြစ်တယ်